မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ channel နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။မြောင်းရီမြို့နယ်ကေကေဘတ်ကနေကြားပြန်တဲ့ဥဒေတွေပါဝင်ရေးပါသူတွေကို PDF မှာစောင့်ချက်သူတင်ဝင်တဲ့မုတ်တုံတို့ကကော်တုံပြီးခေါ်လုံခွင့်ပေးတာ။ကင်းပြင်းနယ်ထိုင်မြန်မာနယ်စပ်မြောင်းရီမြို့နယ်ကေကေဘတ်မှာကြားပြန်လက်ကြီးတရုတ်လုပ်ငန်းရှင်တွေပါဝင်အရေးပါသူတွေကိုစစ်တပ်လောက်ကန်ကင်းနယ်ကြားဆောင်တဲ့ PDF မှာစောင့်ချက်သူတင်ဝင်တဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုပါဝင်ဘေးကရနေရာတွေမှာခေါ်လုံခွင့်ပေးတာကြောင့်ကေအေးစေးသတင်းမြစ်ကပြောပါရတယ်။အော်တိုဘားလ20ရက်နေ့ကလေးက BGF ကနေ စာချုပ်သူတင်ဝင်တဲ့မုတ်တုံတို့ကကေကေဘက်ကနေကြားဖြန့်တုပ်တည်းတွေအွန်လိုင်းနည်းပညာဆိုင်ရာပညာရှင်တွေပါဝင်အရေးပါသူတွေကိုခေါ်ထုတ်သွားပြီးတချို့မှာရွှေကောက်ကုံမာရရှိကတချို့မှာ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုလုံနေရကြောင်းသိရတယ်။ကေကေဘက်ကကြားဖြန့်တုပ်တည်းတွေ IT ပညာရှင်တွေနဲ့အရေးပါသူတွေကိုအော်တိုဘာ22လောက်ကလေးက BGF ကိုခေါ်ထုတ်သွားပြီးရွှေကောက်ကိုပြသသုံးစုနဲ့ BGF နဲ့မြေမှာရွှေထားပေးပါတယ်။ အခုထိုင်းဘက်နဲ့မြောက်ပြည်ဘက်ကိုထွက်ပြေးနေရတဲ့ကအလုသမားနဲ့အလုကြီးကျယ်ရေးဆိုင်လုပ်ငန်းလည်ပတ်သူတွေပဲအဓိကရေးကြီးပုဂ္ဂိုလ်တွေက BGF ကဗိုလ်တင်ဝင်နဲ့စီမံမှုနဲ့လုံခြုံတဲ့နေရာတွေကိုရွှေ့ပေးပြီးသွားပြီ KK ဘက်ကိုစစ်တပ်ကဝင်စီမံနှင်လို့မယ်ဆိုတာတွေကစစ်တပ်နဲ့ BGF ညှိနှိုင်းပြီးလုပ်ကြလို့ KC သတင်းမြစ်ကပြောပါတယ် KK ဘက်မှာကြောင်ပြန်တရုတ်တရေများပါဝင်ရေးပါသူတွေကို BGF ကအထူးစီစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြောက်ရီ295ဂိတ်တင်ကန်းညီနောင်ဂိတ်ကော့ဂရိတ်ကိုတိုင်ဂိတ်စုံတိုးဂိတ်ပါဝင်စစ်တပ်ဂိတ်တွေလမ်းကြောင်းဖွင့်တပ်ပေးထားကြောင်းသိရတယ် လတ်တော်ထိုင်ဘက်ကိုထွက်ပြေးနေကြတဲ့ဥပပါဝင်နိုင်ငံသား900ကျော်ရှိပြီးထိုင်းနိုင်ငံကထွက်ပြေးလာသူတွေကိုစီစစ်ခြင်း၊ယာယီခိုလုံနိုင်တဲ့နေရာတွေစီစဉ်ပေးခြင်းနဲ့အရေးယူဆောင်မှုရဲ့လုံဆောင်ဆင်းကောက်ယူခြင်းနဲ့လုံဆောင်လျက်ရှိကြောင်းထိုင်းသတင်းတွေကဖော်ပြတယ်။ထိုင်းနိုင်ငံမဲဆောင်မြို့ဘက်ကိုမြောက်ရီမြို့နဲ့ကကေဘက်ကထွက်ပြေးလာတဲ့နိုင်ငံသားတွေအများစုမှာတရုတ်နိုင်ငံသားတွေဖြစ်ကြောင်းလက်ရှိတာခိုင်လူဝင်မှုကြီးကြပ်ရေးကလည်းစီစစ်မှုတွေလုံဆောင်နေပြီးတပ်ဆိုင်ရာတရုတ်တန်ရုံနဲ့ချိတ်ဆက်ဆောင်ရွက်အစီအစဉ်ရှိနေကြောင်း စီစဉ်မှုတွေမှာပောင်းရင်ကူညီပေးနေတဲ့မြန်မာတိုင်းစကားပြန်တချို့ထံကနေသိရပါဗျ။စစ်တပ်ကလည်းကေကေဘက်ကနိုင်ငံသား138ကိုဖမ်းဆီးရရှိထားကြောင်းမြန်မာ့ညပိုင်းသတင်းထုတ်ပြန်ပါတယ်။ကေကေဘက်မှာ BGF ကအဓိကလုံခြုံရေးယူတာဝန်ယူတည်ဆောက်ထားတဲ့ online ကြားဖြတ်စင်တာတစ်ခုဖြစ်ပြီးမြောက်ရီမြို့နယ်မေတော်တလေးစရာနီမှာထိုင်းမြန်မာနယ်စပ်တာဝန်မြေကမ်းပေးမှတည်ရှိပါတယ်။ဇက်လက်ပြီးတရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းတွေလုံခြုံပောင်းရင်ပတ်သက်မှုနဲ့အရှိတ်ပိုက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်နိုင်စောကိုရာထူးမှဖမ်းရှားဖမ်းဆီး ရှမ်းပြည်နယ်မှာတရားမွေကုံတွယ်နဲ့စီးပွားရေးလုပ်ငန်းတွေလောက်ကင်ပောင်းရဲ့ပတ်သက်မှုနဲ့ရွှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုပေါ်ကျုံနိုင်ကြောင်းကိုယာရုကဖယ်ရှားဖန်ဆီလိုက်ကြောင်းစစ်တပ်သတင်းမြင့်နဲ့စီဒီအမ်ဘူဂျီစီယွန်ကပြောတယ်။တရားမွေကုံတွယ်မှုတွေကိုဖန်ဆီယံမှာစတင်ပြီးဟိုပုံးဤပညာကျောင်းအုပ်ကြီးဘုံမှုချုပ်တန်းထင်စုံနဲ့တိုင်းမှုပေါ်ကျုံနိုင်ကြောင်းတို့ကြားပြဿနာတက်ကြကြောင်းတိုင်းမုတ်ထံကိုလက်ပင်းလိုက်ယူထားတဲ့ကုန်ကားတချို့နဲ့တစ်ကားတချို့ကိုဟိုပုံးဤပညာကျောင်းအုပ်ကြီးဘုံဘူးချုပ်တန်းထင်စုံနဲ့တက်နေမှုတွေကဖန်စီကရမှာပြဿနာဖြစ်ပွားခဲ့ကြောင်း ရှင်ကိစ္စအတွက်ဗိုလ်မှူးချုပ်တန်းထင်စိုးကနေပြည်တော်ကိုတိုင်ကြားမယခုကဲဆိုရွှေပိုင်းတိုင်းတိုင်းမှုဗိုလ်ချုပ်နိုင်စိုးကိုဖယ်ရှားဖန်စီရတဲ့ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဖြစ်တာကတော့ဟိုပုံးကြောင်အောင်ကြီးနဲ့တက်နယ်မှုရဲ့စစ်စေးဖွဲ့တွေကတိုင်းမှုကိုကာထားတဲ့ကုံကားရင်နဲ့တစ်ကားရဲ့ဖန်စီရကစာညီတဲ့ညီကုံကြတာအဲဒီမှာဗိုလ်မှူးချုပ်တန်းထင်စိုးကနေပြည်တော်ဒီတိုင်းနဲ့နေပြည်တော်ကနေပြီးတော့အရှိပိုင်းနိုင်တိုင်းမှုဗိုလ်ချုပ်နိုင်စိုးနဲ့ကိုရီးယားရှိဗိုလ်ကြီးရဲတူအောင်ကိုစင်ဖန်နဲ့စင်ယုံကနေတိုင်းရင်စင်ဖန်တာပါ။စီရီယံဗိုလ်ကြီးစင်ယုံကလည်းရွှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖန်စီခံမှုမှာအတည်ပြုထားနိုင်ပြီး ဟိုပေါင်းစစ်နည်းပညာကျောင်းကြီးဗိုလ်မှူးချုပ်တန်းထင်စိုးတို့ကြားပြဿနာဖြစ်ပွားခဲ့ကြောင်းသိရတယ်။ဗိုလ်မှူးချုပ်တန်းနိုင်စောဦးကရခင်ဘာဒုတက်မြို့ကြီးတိုက်ခိုက်ရေးတင်နယ်ကျောင်းရဲ့ကျောင်းကြီးဖြစ်ပြီး2029ခုနှစ်ဩဂုတ်လအတွင်းမှာရှေ့ပိုင်းတိုင်စစ်ဌာနကျောင်းတိုင်မှုဖြင့်ရာလူတို့မြင့်ခံခဲ့ရသူဖြစ်ပါတယ်။ဗိုလ်မှူးချုပ်နိုင်စောကရှင်းပိုင်းတိုင်းတိုင်းမှုဖြစ်ပြီး၃လနီးပါးကြာမှတရားဝင်ကုန်သွယ်မှုနဲ့တရားဝင်စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုနဲ့ယာတို့မှဖေရှားပန်းစီခံလိုက်ရခြင်းဖြစ်ပါတယ်။ ဆလဘီနိုင်ငံတော်မဲဆင်းစစ်ဆေးသူများပြကြောင်းစစ်တပ်ကဓာတ်ပုံတွေနဲ့တင်ပြခိုင်းတာကြောင့်ရဲခွက်ကြဲအုပ်ချုပ်မှုတွေကနေသားများခေါ်ယူလူစုလူဝေးပုံစံဖက်တီးကမဲဆင်းစစ်နေသူကိုလိမ့်လည်တင်ပြစစ်ဘေးရှောင်တွေကိုမဖြစ်မနေမဲပေးခိုင်းနေမြန်မာနိုင်ငံတော်ရွေးကောက်ပွဲအတွက်မဲဆင်းစစ်ဆေးမှုတွေများပြကြောင်းစစ်တပ်ကဓာတ်ပုံတွေနဲ့တင်ပြခိုင်းတာကြောင့်ရဲခွက်ကြဲအုပ်ချုပ်မှုတွေကနေသားခေါ်ယူပြီးလူစုလူဝေးပုံစံဖက်တီးကလိမ့်လည်တင်ပြနေရကြောင်းမြို့နယ်ထရုတ်သတင်းမြို့ချိုကပြောတယ် ပထမချိန်မဲဆင်းထုတ်ပြန်ကြေညာပြီးရနောက်စစ်တပ်ကမဲဆင်းတွေကိုပြည်သူတွေကအွန်လိုင်းကျင်းနိုင်လာရောက်စစ်ဆေးကြရင်ထွေဥတွေကိုဖိအားပေးခိုင်းစေကြောင်းထို့သူပြည်သူတွေကမဲဆင်းနဲ့လာရောက်စစ်ဆေးတပ်ပုံတွေကိုလည်းစစ်တပ်ထံကိုတင်ပြရန်နဲ့ပြန်ကြိုင်းဝင်ကြီးဌာနတို့လည်းပြေပို့ကြရဖိအားပေးကြောင်းမဲဆင်းလာရောက်စစ်ဆေးတပ်ပုံတွေမတင်ပြနိုင်ပါကမြည်သည့်အတွက်ကြောင့်မဲဆင်းစစ်ဆေးသူနေပါအသည်ဆိုတဲ့ထုတ်ကြေလိုက်တင်ပြခိုင်းကြောင်းထို့ကြောင့်ရက်ကွက်နဲ့အုတ်ချုံရင်မှုအဖွဲ့တွေကနေစားနဲ့လူစားခွဲဝေးမဲဆင်းစစ်ဆေးပုံစံဓာတ်ပုံနေလေးလည်းရိုက်ကိုတင်ပြခဲ့ကြောင်းသိရတယ်။ ထို့ပြင်ရန်ကုန်တိုင်းတွင်းကိုတခြားဒေသတွေမှာစစ်ပင်းရှောင်လာတဲ့စစ်ပင်းရှောင်ပြည်သူတွေရဲ့လူရည်စင်းတွေကိုရန်ကုန်တိုင်းထွေဦးကကောက်ယူနေပြီးထောက်ပံ့ငွေနဲ့အစားအသောက်တွေပေးအောင်ဆိုကဆန္ဒမဲပေးရတဲ့ရှောက်လာတဲ့ဖြစ်တင်ခိုင်းနေကြောင်းသိရပါဗျာ။ ရန်ကုန်မြို့မှာနေထိုင်တဲ့စစ်ဘေးရှောင်ပြည်သူအလုံးကမိမိတို့ရောက်ရှိနေမြို့နယ်မှာဆန္ဒမဲပြန်မြူတပ်ဆိုင်ရာရက်ကွက်နဲ့ကြဲအောင်ဆိုရေးဖွဲ့တွေကတရားဝင်ထုတ်ပေါ်ပြောဆိုရှောက်လာဖြစ်ခိုင်းမှုရှိနေကြောင်းသိရတယ်။ရင်းပြန်တပ်80နေတဲ့တပ်ကြီးရဲတွေကိုလည်းစုတင်ဆန္ဒမဲပြန်မြူဆိုကရက်ကွက်နဲ့ကြဲအောင်ဆိုရေးဖွဲ့တွေကတပ်ကြီးရဲစင်ကယူနေကြောင်းဒီဇင်ဘာလ28ရက်နေ့မတိုင်မီနေ့နေ့ထိစုတင်မဲတွေလိုက်လံကောက်ခံမှုအသိပေးလာကြောင်းရန်ကုန်မြို့နယ်ပြည်သူတွေကနေစုံစမ်းသိရပါတယ်။ဆလဘရတရားဝင်ပေါင်ကမ္ပဏီတွင်တက်ဆွဲပြီးပြည်သူတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်နေတဲ့စစ်တပ်ကိုတရားခုံမှမှရှော့တိုက်တုံးနဲ့ တော်လိုင်းတက်တွေကပြေကံမှုဝမ်ပောင်းတွင်ပောက်ကွမ်းမှုဖြစ်ပွားကမိရေလောင်ကျွမ်းရေးပေါ်ချက်ပေးတဲ့နဲ့တညလုံးရုံးရင်ဆန်ကဖြစ်နေစကိုင်းနိုင်ဆောင်လင်းချင်းမြို့နယ်လက်ပတောင်းတောင်ကျင်းနီစီမံကိန်းတွင်ရှိတရုတ်ဝမ်ပောင်းကုမ္ပဏီဝင်တွင်တက်ဆွဲထားတဲ့စစ်တပ်ကပြည်သူတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့ဖြစ်ရင်တော်လိုင်းရေးပေါ်တွေကအဆိုပါစစ်တပ်ကိုတရားခုံမမလျှော့လိုက်တုံးနေနဲ့ပြန်လည်ပြစ်ခတ်ခဲ့ကြအောင်ဒေသပြည်သူတွေနဲ့တော်လိုင်းတရင်မြေကပြောပါတယ် ။အော်တိုဘလ23ရက်နေ့ညပိုင်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်တွင်တက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေကတရားခွန်မှမှရောက်လိုက်တုံးနေတဲ့နေရာပေါင်းစုံမှပြန်လည်ပြစ်ကတ်တိုက်ခိုက်ရာအဆိုပါကုမ္ပဏီဝင်တွင်ပောက်ပွဲမှုဖြစ်ပွားပြီးတော့မိရေလောင်ကျွမ်းခဲ့ကြောင်းဝန်ပေါင်းကုမ္ပဏီဝင်တွင်ရေးပေါ်အော်ဆွဲတန်နေပညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားတွေစစ်ကားနဲ့ရဲကားတွေရုံးရင်ဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရတယ်။စာလင်းချင်းမြို့ချေဆိုင်တော်လိုင်းတရင်မြေကလည်းယမန်နီညပိုင်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်တွင်တက်ဆွဲထားတဲ့စစ်တပ်ကိုရှော့တိုက်တုံးနဲ့လက်နက်ကြီးနဲ့တော်လိုင်းတပ်တွေကပြစ်ခတ်မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုတဲ့ အောက်တိုဘာ22ရက်နေ့မှာတရားဝင်ပေါင်းကမ္ပဏီတွင်ရှိစစ်တပ်ကလက်နက်ကျင်းနဲ့နှီးပဝင်ကျင်းကြော်တွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမပြစ်ခတ်ခဲ့ကြောင်းလက်နက်ကျင်းမှာဖောင်းကရာကျင်းအားမိုးကြိုးပြင်ကျင်းအားနဲ့မဲဆလီကန်ကျင်းအားတွေဘက်မှဥတီပြစ်ခတ်ခဲ့ကြောင်းထို့သောစစ်တပ်ကလက်နက်ကျင်းနဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထပ်မင်းတဲ့အရာရှိပြီးနေအိမ်များစွာပျက်စီးခဲ့ကြောင်းသိရပါသည်တို့ပြအောက်တိုဘာ22ရက်နေ့ညနေပိုင်းမှာလဲဝက်မွေးရွာတဲ့နောက်မြောက်ဘက်ပလောင်ရောင်လမ်းကွက်နီးရှိဝက်ပေါင်ကမ္ပဏီဝင်တွင်ဂိတ်ကနေစစ်တပ်ကတနက်နေ့ရန်တပ်ပစ်ခတ်ပြီးဝက်မွေးရွာသားတအုပ်ကြီးတိမတဲ့ရရှိခဲ့ကြောင်းသိရတယ်။ အကြမ်းဖက်စစ်တပ်ကစာလင်းချင်းမြို့နယ်တွင်စစ်ကြောင်းထုတ်မွေလှုပ်ဆောင်နေအပြင်နေကြောင်းတိုက်ခိုက်မှုတွေကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေပြီးပြည်သူတွေစစ်ဘေးရှောင်နေကြတဲ့ဒေသပြည်သူတွေထံကနေသိရပါဗျာ။ ဆလဘီပေါင်းမြို့နယ်ကိုစစ်ကြောင်းထိုးလိုက်စစ်ကောင်ရှင်တပ်သားတွေတိုက်ခိုက်ခဲ့ရပြီးငောင်းတေဆောင်ကရှေ့ဦးတိုက်ခိုက်တဲ့အရာမကွေးတိုင်းမခုတ်ကိုင်းပေါင်းမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလိုက်စစ်ကောင်ရှင်တပ်သားတွေတိုက်ခိုက်ခဲ့ရပြီးငောင်းတေဆောင်ကရှေ့ဦးတိုက်ခိုက်တဲ့အရာရှိသွားပြီးပြည်သူ့တော်လှန်ရေးတပ်ဦးကတရင်ထုတ်ပြန်နေပြီးခဲ့အောက်တိုဘာ16ရက်နေ့ကပေါင်းမြို့နယ်မြောက်ပိုင်းကိုအင်အားနှင်အားကန်တဲ့စစ်ကြောင်းထိုးလိုက်စစ်ကောင်ရှင်တပ်နဲ့ပြည်သူ့တော်လှန်ရေးတပ်ဦးတို့ထိတွေ့တိုက်ပွဲတနားရီဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲတွင်စစ်ကောင်ရှင်တပ်သား ငောင်းတေဆောင်ကရှေးဦးထိခိုက်တရားရှိသွားပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့သိရတယ်။အာဒီတိုက်ခိုက်မှုကိုပြည်သူ့တော်လှန်ရေးတပ်အုပ်နဲ့အတူပြည်သူ့ဒီမိုကရက်တစ်တပ်တော်ចောင်းသားလှယုံတပ်တော် Boras Line ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပူးပေါင်းလုံဆောင်ခဲ့ရဖြစ်တယ်လို့သိရပါပါတယ်ရှင်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။